ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကိုလည်းတေချာလေးလိုက်ပြီးတော့နားထောင်ပေးကြပါဦးနော်လူတွေဆိုတာတခါတလေအတွေးမှအပြောမှ အလုပ်မှတွေမှတ်တတ်ကြပါတယ် အဲ့ဒီအခါကိုယ်ရဲ့မှားနေတဲ့အတွေးတွေကို ပြုပြင်ဖို့လိုအပ်ပါတယ်။ကိုယ်ရဲ့မှားနေတဲ့အပြောတွေကို ပြုပြင်ဖို့လိုအပ်ပါတယ်။ကိုယ်ရဲ့မှားနေတဲ့အလုပ်တွေကိုပြုပြင်ဖို့လိုအပ်ပါတယ်။ကိုယ်မှားနေတာကို မှားမှန်းသိဖို့လိုအပ်ပါတယ်။ကိုယ်မှားနေတာကိုမှားမှန်းမသိရင်ကိုယ်စိတ်ဆင်းရဲကဒုက္ခရောက်ရတတ်ပါတယ်။ကိုယ်မှားနေတာကိုမှားမှန်းသိရင်ပြုပြင်လိုက်တဲ့အခါကိုယ်စိတ်ရှမ်းတာကပညာရှိသူတော်ကောင်းတွေကပါ ရှင်းမွန်းတာတူခေါ်ကြပါတယ်။ ဆုံးဖြတ်ချက်ဆိုတာအမှားအမှန်ကောင်းမကောင်း အကျိုးရှိအကျိုးမရှိတင့်တော်မတင့်တော်ချိန်ဆပြီးမှရှာမှတ်ရတာပါဘယ်ကိစ္စဘယ်အရာမဆိုလွယ်လွယ်နဲ့ဆုံးဖြတ်ချက်ရှာလို့မရပါဘူးဆုံးဖြတ်ချက်မှားလို့ဘဝပြတ်သွားသူတွေရှိတယ်လို့ဆုံးဖြတ်ချက်မှန်လို့ဘဝကောင်းစားသူတွေလည်းရှိပါတယ်ဆုံးဖြတ်ချက်တစ်ချက်မှားရင်ဘဝနောင်တထက်ခါရတတ်ပါတယ် ဆုံးဖြတ်ချက်တစ်ချက်မှန်ရင်ဘဝအလှဆင့်ကာတိုးရတတ်ပါတယ်ဆုံးဖြတ်ချက်တစ်ချက်မှားရင်တသက်လုံးကြိုးစားရတတ်ပါတယ်ဆုံးဖြတ်ချက်တစ်ချက်မှန်ရင်တသက်လုံးကောင်းစားရတတ်ပါတယ်ဆုံးဖြတ်ချက်တစ်ချက်မှားရင်တသက်လုံးစိတ်ငြိရပါတယ်ဆုံးဖြတ်ချက်တစ်ချက်မှန်ရင်တသက်လုံးစိတ်ရှမ်းသာရပါတယ်ကိုတွေးမဲ့အတွေးတစ်ခုဟာတစ်ဖက်သားကိုစိတ်ဆင်းရဲစေတယ်ဆိုရင်မတွေးပါနဲ့ ကိုပြောမဲ့အပြောတစ်ခုဟာတစ်ဖက်သားကိုစိတ်ဆင်းရဲစေတယ်ဆိုရင်မပြောပါနဲ့ကိုလုံးမဲ့အလုပ်တစ်ခုဟာတစ်ဖက်သားကို စိတ်ဆင်းရဲစေတယ်ဆိုရင် မလုပ်ပါနဲ့ကိုတွေးတဲ့အတွေးတစ်ခုဟာတစ်ဖက်သားကို စိတ်ရှမ်းသာစေတယ်ဆိုရင် တွေးလို့ရပါတယ်ကိုပြောမဲ့အပြောတစ်ခုဟာတစ်ဖက်သားကို စိတ်ရှမ်းသာစေမယ်ဆိုရင်ပြောလို့ရပါတယ်ကိုလုံးမဲ့အလုပ်တစ်ခုဟာတစ်ဖက်သားကိုစိတ်ရှမ်းသာစေတယ်ဆိုရင်လုပ်လို့ရပါတယ်ကိုဘဝအစဉ်ပြေကောင်းစားဖို့ ကိုယ်တိုင်စူးစမ်းဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်လိမ်မာဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်ပါပါနဲ့နဲ့ရှိဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်အကျင့်စာရိတ္တ ကောင်းနေဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်အပေါင်းအသင်းမမှားဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်စိတ်အလိုကိုမလိုက်ဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်အသိဉာဏ်အမျှော်အမြင်ရှိဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်လမ်းမှန်ရှောက်လန်းဖို့လိုပါတယ်။ကိုဘဝအစဉ်ပြေကောင်းစားဖို့ကိုယ်တိုင်စိတ်နေစိတ်ထားကောင်းမွန်ဖို့လိုအပ်ပါတယ်။ ကိုကအတွေးတစ်ခုတွေးတော့မယ်ဆိုရင် ကောင်းတာတွေပဲရွေးကာတွေးပါကုသိုလ်ဖြစ်ပါတယ်မကောင်းတာတွေရွေးတွေးမိရင်အကုသိုလ်ဖြစ်မှာတေးကြပါတယ်ကိုကအပြောတစ်ခုပြောတော့မယ်ဆိုရင်ကောင်းတာတွေပဲရွေးကာပြောပါ ုသူဖြစ်ပါတယ်မကောင်းတာတွေရွေးပြောမိရင်အကုသူဖြစ်မှာတေးကြပါတယ်ကိုကအလုတ်တစ်ခုလုတ်တော့မယ်ဆိုရင် ကောင်းတာတွေပဲရွေးကလုတ်ပါ ကုသူဖြစ်ပါတယ်မကောင်းတာတွေရွေးလုံးမိရင်အကုသူဖြစ်မှာတေးကြပါတယ်တနေ့တနေ့ကုသူစိတ်ကလေးနဲ့ရှင်သန်ရင်ကိုဘဝအတွက်မပြင်းမရိလုံးလဝရိယမလျော့ပဲနဲ့စူးစမ်းနိုင်တဲ့သူတွေဖြစ်ကြပါစေရှင်ကျေးဇူးများကြီးတင်ပါတယ်